မေမင်္ဂလာပါပရမီယံလာကျူစုပါကျွန်တော်ခုမိတ်ဆက်ပေးချင်တာပေါ့နော် E9 Pro 2025 Premium Edition ပါဒီကောင်ကအရင် E9 Pro တွေကဘာဒီတာလာတယ်ဘာဒီကောင်းလာတယ်ဆိုတော့ကျွန်တော်အာဒီလေးပြမယ်ပေါ့အရင်ဗီဒီယိုမှာလည်းကျွန်တော်ပြပြီးသွားပြီပေါ့နော်ဒီမှာ function นี่ပေါ့နော် function setting မိုင်းဆိုင်ဝင်ကြီးမှာ setting မိုင်းဆိုင်မှာတော်တော်လေးလည်းစုံလာတယ်ပေါ့နော်ဒါအပြင်ပြီးလာဆိုတော့လုံးဝ QR code တဲ့အဲဒီ QR code ကို application ချိတ်ဆက်ဖို့အတွက် QR code ပေါ့နော် တော့ဖုန်းလေးပိုင်းချိတ်ဆက်ပြောလို့ရတယ်အဲလုံးဝဟို message တွေပေါ့နော်တကယ်ကြီးနေတပုံနေအဝဲသားတွေပေါ့နော်ကလင်တာတွေအလုံးဝကို function တွေကတော်တော်လေးလဲပြည့်စုံလာပြည့်စုံမှာ GPS ရှိပါတယ်ပါတာပေါ့နော်လုံးဝကိုမိုက်လာတယ်အ GPS ဆိုရင် application နဲ့ချိတ်ဆက်လိုက်ပြီဆိုရင်အဘယ်နားရောက်နေလဲဆိုတာဥပမာအဲ့လိုအဲ့လိုအောက်မှာပါဆာဟိုလိပ်စာတွေပေါ့နော်အဲ့လိုအဲ့လိုပါပြပြီးတယ်ပေါ့နော်လုံးဝမိုက်တယ် ော်တော်လေးတဲ့စုံနေပေါ့နော်မ AI AI တွေပါပါတာလေပေါ့နော်တော်တော်လေးတဲ့ကြံလာတယ်ပေါ့နော် ENC ဒီပါရလေတော်တော်လေးလက်မိုက်လာပေါ့နော် Okay အဲ့ဆိုရင်အဲကျွန်တော် wallpaper ထားနေတဲ့ application ချိတ်ဆက်နေရောကျွန်တော်ပြောပြပေးမယ်ပေါ့နော် Okay အဲ့ဆိုတော့ကျွန်တော်ကအာ application ကိုကျွန်တော်ဒီရတော့ down လေပေါ့နော်ဒီမှာ QR code ပါပါတယ်ကျမပါ မကျူပါကုတ်လေးဆိုတဲ့ဟာလေးဒေါင်းနေ just scan ဖတ်လိုက်တယ်ကျွန်တော်တို့ဒေါင်းမီဝိုင်းပေါ့နော်ဒေါင်းမီဝိုင်းဖြစ်တဲ့အတွက် application လေးတွေကတစ်ခုနဲ့တစ်ခုကွာခြားချက်ကြီးရှိရပေါ့နော် okay အဲဆိုရင်ဒီမှာကကြတော့အာဒါရှာတာပေါ့နော်လုံးဝရှာတာဒါတက်ပုံရိုက်တာပေါ့နော်ကိုယ်စမ်းပါနော်ဒါတက်ပုံရိုက်တာလုံးဝ okay ဖုန်းမိုင်းမိုင်းဆိုင်ကနေလည်းကြီးနေတော့ဒါကကြတော့ဟိုကျွန်တော်တို့ အာဒီ connect ဒီထည့်တာဗောနော်ပြီးတော့အော်ဒါကတော့ဒီကိုအကင်စီခြင်းတဲ့ဟာတွေဗောနော်ဒါ software app တွေဗောနော်အဲအဓိကတော့ဒီမှာကျတော့ကျွန်တော်တို့ဒီဟာရကိုလိုချင်တဲ့ application app တွေဗောနော် app တွေကိုကျွန်တော်ကအဲဘယ်လိုပြောမလဲဒီ app တွေကိုဖွင့်ပေးလိုက်မယ်ဆိုရင်ဒီမှာ notification တက်လာတယ်ဗောနော်ဥပမာ sms ပို့လိုက်တယ်ဆိုရင်ဒီနေ့ကျမှ SMS ဆိုတဲ့ဟာဒီတက်လာတယ်ပေါ့နော်ဒါရက်ခုလိုချင်တဲ့ဟာတွေဒီ on ပေးလိုက်အောင်ပေါ့နော်ဒီမှာအားသားပဲထပ်ပါပါသေးတယ်ပေါ့နော်ခုထပ် on ချင်တဲ့ဟာတွေပေါ့မလုပ်ပေါ့နော်ကျွန်တော်ကတော့ဒါကြီးမသုံးပေါ့နော်အဓိကအမှကဘာအားသာလာလဲဆိုတော့လုံးဝကိုမိုက်တယ်ပေါ့နော်ဒီမှာဒိုင်းကိုပိုင် wallpaper တွေထားလို့ရတယ်ပြီး wash free တွေကလည်းတော်တော်လေးလဲကျန်းတယ်ပေါ့နော်တော်တော်လေးလဲမိုက်တယ်ပေါ့နော် ဘာလို့ဆိုအရင်ဝက်ရှိတယ်ဆိုရင်3-5ခုလောက်နဲ့ပဲလှည့်ပတ်ပြီးအာဒါလေး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 နဲ့ပေါ့နော်ဒါသူ့ရဲ့ဝက်ရှိတယ်ပေါ့နော်ဒါကတော့အင်တာနက်ဖွင့်ရတယ်ဒေါင်းရတယ်ပေါ့နော်လမ်းကနည်းနည်းလေးကျနေရဒီမှာဆိုဝက်ရှိပေါ့နော်ဝက်ရှိအဲဝက်ရှိဒီတောင်တော်လေးဝက်ရှိဒီတော်တော်စုံနေပေါ့နော်တော်လေးဝက်ရှိဒီစုံလာတယ် တော်တော်လေး web speed တွေများလာတယ်ပေါ့နော် okay အဲ့ဆိုရင်ကိုယ်ပိုင် wallpaper ထားမယ်ဆိုရင်ဒီမှာသွားမယ်ပေါ့နော် okay ကျွန်တော်ခုနကဒီပုံလေးထားထားတယ်ဆိုတော့ okay ကျွန်တော်ဒီပုံလေးထားလိုက်မယ်ပေါ့နော် okay အဲ့ဆိုရင်ဟုတ်ပြီဒီမှာပေါ့နော်နှိပ်လိုက်ပြီကျွန်တော်ဖြတ်လိုက်ပြီဟို site နေနဲ့ကျွန်တော်ဖြတ်လိုက်တယ် okay ပြီးရင်ဒီအောက်မှာပေါ့နော်ကျွန်တော် save လိုက် ဒီမှာကျွန်တော်ပြောချင်တာတခုပါဗောနော်ကျွန်တော်တွားယူဗောနော်အဲ့ဒီအချိန်မှာတရားရခိုင်လုံးမပြည့်ပဲနောက်တော့ဝင်ချင်းတာလို့ထွက်တာလို့ဘာလို့ညာလို့တော့မလုပ်ပါနဲ့ဗောနော်တရားရခိုင်လုံးပြည့်အောင်လို့စောင့်ပြီးပါတရားရခိုင်လုံးပြည့်မှာပဲထွက်ပြီးပါဗောနော်လုံးဝမိုက်တယ်လုံးဝဒီမှာဗောတရားတရားရခိုင်လုံး တရားရခိုင်တော့ပြီပါပြီဗောနော်ပြီပါပြီပုံပြောင်းပါပြီဗောတုံးကမိုက်သွားပြီဗောနော်ဒါကတော့ E9 Pro 2025ချိန်ကြီးဒီပါတုံးကမိုက်ပါတယ်ဒါလေးကိုမှားယူညီမပလန်မီညီမ Page မှာနေမှားယူရတော့ Viber ဖုန်းနံပါတ်3996 3995 3995မှားယူရပါတယ်အပြည့်ပြည့်ချင်းကြီးစုများကြီးတင်ပါတယ်